လမ်းတစ်ချောင်းလုံးမှာ gate တွေရှိတယ်။အဲစတာ gate အဲဒါစတာ gate ရှိတယ်။အပီရီယ gate ရှိတယ်။အဲဒီ gate ပီရီယ gate ကရွာတိုင်းရတိုင်းမှာ gate တွေပဲကောက်တဲ့အခါကျတော့ကုန်စည်စည်ရောင်းဝယ်တဲ့လူတွေကလည်းသူတို့ပေးရတယ်။ bureaucracy ရန်ရာကြီးတစ်ခုလုံးလောက်နင်းနီးပေါ်ပါ။ဒါပျက်စီးသွားတော့ဖြစ်သွားတယ်။အာဒီလိုရှိမှငွေမလုတ်စားရင်လိုရမယ်ပြည်သူမျက်နှာပြတ်ဝမ်းမကြည့်ကြဘူးအဲ့ခါကျတော့ပြည်သူမျက်နှာမကြည့်တဲ့ခါကျတော့ကိုယ်စင်းလုံးကဆမနာတက်သွားတယ်ဒီနေ့ကတော့ကျွန်တော်တို့ data အဲကုန်စည်နှုံးနဲ့ဒီရန်ကုန်မန်းလေးကုန်စည်နှုံးအများကြီးကွာဟသွားတယ်အဲဘာကြောင့်ကွာဟသွားတယ်ဆိုတော့အချက်ကလေးကပြည်သူနဲ့အတူဟာဆွေးနွေးလေတော့ပဲသဘောထားပြပါကျွန်တော်လည်းပြန်လည်ပြီးမှတုံ့ပြန်ပြောပြပါကျွန်တော်ပြောတဲ့အောက်ကနေမှလေကျွန်တော်မွန်းရင်ပြန်သွားတဲ့အချိန်တုန်းကဒါလုံခဲ့တဲ့ဒီငါးလပိုင်းတုန်းကဒီချိန် ကျွန်တော်ဝင်းကြီးရောက်သွားပါတယ်အဲ့ငါးလပိုင်းတုန်းကပြန်သွားတုန်းကဆိုရင်ဝင်းကြီးမှာစီတလီတာကို9800 7000ဖဲရပါတယ်အဲ့အချိန်မှာရန်ကုန်မှာစီတလီတာကိုဒါ2900ပဲရှိပါတယ်အဲစီစီကအရန်กว่าတော့တယ်အဲ့ဒီလူတွေရဲ့တေဖို့ဆောင်ရေး transport တွေလောက်တဲ့ဒီစီကြီးကိုဈေးနှုန်းกว่าချက်ကြီးကြီးမားတဲ့ခါကျတော့သူရဲ့နောက်ဆက်တွဲနဲ့ကုန်ဈေးနှုန်းမှာလိုက်กว่าတာကုန်ဈေးနှုန်းမှာကြောင့်กว่าတာလေ ကြံတုံးတားကြည့်တဲ့အခါမှာ2021ခုနှစ်အနောက်ပိုင်းနိုင်ငံရေးအခင်းကြီးနိုင်ငံရေးကြတနာကိုလက်နဲ့နဲ့ဖြည့်ရှင်းလာကြတဲ့အခါကျတော့ကျွန်တော်တို့ပြည်သူမှဒုက္ခပိုရောက်ကြရပါတယ်။ဘာဆိုတော့လက်နဲ့ကင်ဖွဲ့စည်းရတဲ့သူတို့ရဲ့စောင်းနေတဲ့မလုံနိုင်မကင်နိုင်ဘူးလက်နဲ့နဲ့ဝေရှာကြတယ်။ဒီမှာအပြေးပုံမှာရှာကြပြည်သူတွေပုံမှာရှာကြတယ်။အဲ့ဒီမှာ သူတို့ကတော့ပြောတာခစ်ပြက်သွားပြီလို့ပြောကြတယ်အခစ်ပြက်သတိတွေပေါ့နော်အဲ့ဒီမှာအဆိုးဆုံးနေရဘလူနေဆိုအဆိုးကားလစားပါယူသားပြီးမှဘျူရိုကရေစီရန်ရာကြီးတစ်ခုလုံးလောက်နင်းနီးဖို့ပါဒါပျက်စီးသွားတော့ဖြစ်သွားတယ်။အာဒီလိုရှိမှငွေမလုတ်စားရင်ရရမယ်။ပြည်သူမျက်နှာပြက်ဝမ်းကြည့်ကြအောင်။အဲ့ခါကျတော့ပြည်သူမျက်နှာမကြည့်တဲ့ခါကျတော့ကိုယ်စင်းလုံးကအဆမနာတက်သွားတယ်။အရာရန်ကုန်နဲ့မန္တလေးဆိုရင်ကိုယ်စင်းလုံးကဘောက်ချက်ကွာချက်မများဘူး။ဒါစီတလီတာဆိုရင်တော့ ကျွန်တော်တို့ဘလောက်ဒီပဲกว่าတော့လဲဆိုတော့အရာနေရာထက်ပိုမကွာပါဘူးရန်ကုန်မန္တလေးမှာစီတလီတာအခုကျွန်တော်တို့ဒီကကချင်ပြည်နယ်ဘက်ကိုရောက်သွားပြီဆိုရင်စီတလီတာကိုနည်းဆုံးမกว่าတော့ဘူးဆိုရင်တော့ကျွန်တော်တို့9000ပေါင်ကျင်တော့กว่าတော့ပါတယ်နှစ်ဆကျော်3ဆအဲ့လောက်ထိกว่าတော့တဲ့ခါကျတော့ကိုကျွန်တော်တို့ဒီတာကိုင်းလုံးမတက်ဘဲနဲ့မခံနိုင်ပါဘူးနောက်ပြီးတော့ဒီအောက်ပြောက်ကပို့တဲ့ကုန်ပစ္စည်းတွေဆိုအကုန်ဈေးတက်ကုန်ပါလေချွတ်တယ်ပြတ်လာတဲ့စီးကိုရောက်သွားတယ် ဘာကြောင့်မို့လဲအဲ့လားလေပြန်တုံတားကြည့်တဲ့အခါမှာလမ်းတစ်လျှောက်လုံးမှာ gate တွေရှိတယ်ဟာစတာ gate အဲဒါစတာ gate ရှိတယ်အပီရီယ gate ရှိတယ်အဲတကိတ်ပီတကိတ်ရွာတိုင်းရတိုင်းမှာ gate တွေပဲကောက်တဲ့အခါကျတော့ကုန်စည်စည်ရောင်းဝယ်တဲ့လူတွေကလည်းသူတို့ပေးရတယ်သူတို့ပေးရတယ်နောက်တစ်ခုကဒီကားတွေကလမ်းချမ်းကြီးတွေမောင်းရတဲ့အခါကျတော့တင်းရနေရောက်အမခီးကိုတလားလောက်မောင်းနေရတဲ့ကိစ္စတွေဖြစ်လာတဲ့အခါကျတော့အဲ့ဒီကုန်ကြမ်းမှုတွေပါဒါပြည်သူလူထုအပေါ်မှာ ဒါကုန်တယ်ဆိုတာပြည်သူတို့နေပြည်သူပေါ့အမြတ်တင်ပြီးပြန်ရောင်းတော့ပြည်သူမှာပို့ပြီးမှဒုက္ခတွေရောက်ကြရတယ်ဆိုရဲအကြောင်းလေးဟောလေအဲ့ဒါလေးကိုကျွန်တော်အနေနဲ့ပြောချင်တာပါ။အကြောင်းလဲဆိုတော့ပြည်သူတွေတော့ဒုက္ခရောက်ကြတဲ့ကိစ္စတွေကလက်နက်ကင်ပြဿနာကြောင့်မို့ဆိုတာကိုကျွန်တော်ပြောချင်တယ်ဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ကြံလေမှသုံးသစီသုံးသစီချင်းပါလေလက်နက်ကင်အဖွဲ့စည်းများတယ်။ပြည်သူကိုကာဝယ်ပါမယ်ဆိုပြီးမှတင်နာကင်တဲ့လူတွေကပြည်သူတွေဒုက္ခရောက်တာဟို ကြည့်နေကြမှာလားတစ်ခါကလည်းဘီရိုကရေစီရန်တရားကြီးကလည်းလုပ်ရှင်လဲလုပ်နေကြတယ်တို့တွေပြောမဲ့ဆိုမဲ့လူမရှိပြည်သူကိုစားပြီးပြောမဲ့လူမရှိအဲ့ခါကျတော့ကျွန်တော်တို့ပါတီနေတော့တတ်နေတော့ပြောတယ်တိတ်မထီရောက်ဘူးတိတ်မထီရောက်ဆိုတာကျွန်တော်ရတဲ့လမ်းကြောင်းကနေပြောတယ်ဒါကျွန်တော် NSPNC လက်ပါသွားတယ်ပါသွားခါကျတော့နိုင်ငံကြီးပါတီစုဝင်စာရင်းမြင်းလာတင်တယ်ကျွန်တော်ဒီတာတို့ရှင်နေဖြစ်နေတယ်တို့ရှင်နေဖြစ်နေလက်နဲ့ခိုင်နေရဘေးကိကဘလောက်ောက်တယ်ဥပမာအနေနဲ့စီရီတေတော့ဆိုတပိပေါ့တသိန်းခွဲောက်တယ်ဘေးကပီဒီအက်ကဘလောက်ောက်တယ် တမတော်ကဘလောက်ောက်တယ်ကျွန်တော်အမြင်လားပြင်ပြပါတယ်ဒါသူတို့ပြောနိုင်ဆိုနိုင်တာတမတော်ဆိုတဲ့ခါကျတော့တမတော်ဘက်ကတော့သူတို့တော်တော်ပြောပါတယ်ဒါကျွန်တော်ပြင်ပြချက်တွေနဲ့ဒါဟိုဘက်ကလည်းကျွန်တော်တို့ပြောနိုင်အောင်လုပ်ရပါမယ်ပြည်သူမျက်နှာကြည့်ပြီးကျွန်တော်တို့အလုပ်လုပ်ကြဖို့တော့လိုအပ်ပါတယ်ဒါဘီရိုကရေစီရန်ရားကြီးတစ်ခုလုံးမှာတာဝန်ထားဆောင်နေကြတဲ့ပုဂ္ဂိုလ်တွေရောနိုင်ငံရေးပါတီတွေရောပြည်သူတွေရင်းနှီးရှင်မှာဒုက္ခဆင်းရဲကြီးစွာကိုရင်ဆိုင်နေရပါတယ်ကိုယ့်ရဲ့လက်နဲ့ခရီးပြပြီးမှချင်းချောက်ပြီးမှပြည်သူစုကနေပြီးမှ ဝေမရေးကြပါနဲ့တော့လို့ကျွန်တော်အနေနဲ့အာပြောကြလို့ပါလေကျေးဇူးတင်ပါတယ်